မရှင်းကြဘူးထင်တယ်เนาะပြန်ကျွန်တော်နည်းနည်းပြန်ပြောပေးမယ်နိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်အောက်မှာနေတာအုပ်ချုပ်ဤလေးခုနိုင်ငံအဖြစ်ရပ်တည်နေနမိတ်ပိုင်းခြားပါတယ်နိုင်ငံသူနိုင်ငံသားပါတယ်အုပ်ချုပ်တဲ့အဖွဲ့အစည်း government ရှိမယ်အချုပ်ခြားအာဏာ sovereignty ရှိတယ်เนาะအဲ့တော့ကျွန်တော်တို့က territory တဲ့ citizen နဲ့အဖြစ်လဲ government နဲ့ sovereignty ဆိုပြီးတော့အင်္ဂါရဲ့၄ခုရှိတာကိုနိုင်ငံတော်လို့ခေါ်တယ် အဲ့တော့ sovereign ဟိုကျွန်တော် citizen ကိုကြည့်မယ်ဆိုရင်နိုင်ငံသားလို့ပြောလိုက်တာ ਨੇ အဲ့ဒီအောက်မှာနှစ်ပိုင်းရှိတယ်အရေးအတွက်အရေးချင်းဆိုနှစ်ခုရှိတယ်အရေးအတွက်လည်းများရမယ်အရေးချင်းလည်းများများဆဆရှိရမယ်ဒါမှနိုင်ငံတကာနိုင်ငံတူတက်အရေးအတွက်ဆိုတာဘာလဲနိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားအရေးအတွက်အခုဆို51တန်းနဲ့ဘယ်လောက်ရှိလဲ2014သကောင်စင်းမှာဆိုရင်52တန်းနဲ့9သိန်းရှိတယ် 2024သကောင်သေးမှာ50တသန်းနဲ့3သိန်းပဲရှိတယ်2သိန်းပြောင်းနေတယ်အဲ့ဒါကအရေးတွက်ပဲရှိသေးတာအဲ့ဒီ50တသန်းကျော်လုံးကအရေးချင်းပါရှိမှနိုင်ငံတစ်ခုကရှေ့သွားပြီးတော့တိုးတက်လို့ရမှာအခုကကြည့်နေနိုင်ငံဘာကြောင့်မတိုးတက်တာလဲကျွန်တော်နိုင်ငံသားတွေကဒါပဲဘာဖြစ်လို့လဲစပီကာလို့ခေါင်းစဉ်တက်ပြီးတော့ဘာဖြစ်လဲစည်ရေးသတင်းတွေပြောတယ် မျိုးသားကြီးတွေပြောအမျိုးသားကြီးသမားကောင်းစီတက်ပြီးတော့ဘာတွေပြောလဲစည်ရေးသတင်းတွေပြောကိုတော်ဝကိုယာရုဒီယာရုယူတိုင်းဒီယာရုနဲ့တင့်တော်ယာကိုပြောလေကျွန်တော်ကြည့်ကျွန်တော်စည်ရေးသတင်းလည်းမပြောဘူးဘာလို့လဲအဲခင်ဗျားတို့အမျိုးသားကြီးလည်းကျွန်တော်မပြောဒါပေမဲ့တခါခါလေးလို့ဒီနေ့ဆိုတော့ကျွန်တော်စည်ရေးသတင်းပြောလိုက်ပါလေစစ်စစ်တုံ့ပန်းနေပြန်လှုပ်ပေးလိုက်တယ်လေ MND ကြီးက အဲ့တော့အဲ့လားတွေတော့ပြောတော့ပြောသိနေတခါတည်းကတော့ဒီလိုအရေးကြီးတာတွေတော့ပြောပြရမှာပေါ့စစ်သားတွေပြန်လို့တာပျော်စရာသတင်းစရာဝမ်းသာစရာလေဒါလေးတော့ပြောပြရပြောလို့ရပါတယ်ဒါပေမဲ့တခါကြည့်လိုက်ရင်သူတို့ကတခါလာလဲစည်ရေးသတင်းစည်ရေးသတင်းဟိုဟာဖြစ်သွားပြီဒီဟာဖြစ်သွားပြီဂျာရုတခုတာဝန်တခုယူပြီးသွားရင်အဲ့တာဝန်နဲ့တင့်တော်ရပဲလောက်ကြပါဘာဖြစ်လို့လဲပြောလိုက်ရင်တော့သူတို့တက်ပြီးလိုင်းပေါ်မှာပြောနေကြတယ်ဘွဲရပညာတတ်တွေပဲ အဲ့ဒါပါလေကျွန်တော်မနေ့ကညကျွန်တော်ပြောသွားတယ်ဗျာနော် KWEE ဆိုတာမနေ့ကကျွန်တော်ဗီဒီယိုဖိုင်လေးတင်ထားတယ်နိုင်ငံတကာနိုင်ငံတိုးတက်ဖို့ KWEE ရှိရတယ်အဲ့တော့စောစောကစပီကာလို့ပြောတဲ့သူကဘာဖြစ်လဲပြောကြရတယ်ရှောက်ပြောတယ်မြို့သားအစ်သမားဆိုပြီးတော့ပြောကြရတယ်ရှောက်ပြောသူတို့ကြည့်တော့ဘွဲတော့ရတယ်အဲ့ဒါပါလေ KWEE နားမလဲတော့နိုင်ငံမတိုးတက် K ဆိုတာက knowledge W ဆိုတာက wisdom knowledge ဆို knowledge ရှိတဲ့သူတယောက်ဒီ education လည်းရှိတယ် experience လည်းရှိတယ် education ရှိရဲ့ experience နှစ်ခုရှိမှ knowledge ရှိတာဗျဒါပေမဲ့သိချာကြည့်နော် wisdom ကြတော့အဲ့ဒီ knowledge ကိုနောက်ထပ် experience နောက်ထပ်တစ်ဆင့်ထပ်ပေါင်းတာ wisdom ဒါပေမဲ့သောသောကသူတွေကဘာဖြစ်လဲအကြီးကြီးတွေတော့ရှောက်ပြောတယ်ဘွဲ့တော့ရပြီဒါပေမဲ့လမ်းကြောင်းမှားနေတာဘာဖြစ်လို့လဲဆိုတော့သူတို့က knowledge ဆိုတဲ့ခေါင်းစဉ်အောက်မှာ education ပဲရှိတယ် experience မရှိဘူးသူတို့လောက်တာလွဲနေတာအတွေ့အကြုံမရှိတဲ့ခါကျတော့လမ်းကြောင်းလွဲနေတယ်အဲ့တော့သူတို့က knowledge ဆိုတာမဖြစ်နိုင်ဘူးဘာလို့လဲသူက education တစ်ခုပဲရှိတယ်ကျောင်းပြီးပြီးသားဘောရတစ်ခုပဲဖြစ်တယ် knowledge လို့ပြောလိုက်လို့ရှိရင်တော့ education ရော experience ရောပေါင်းရတယ်အဲ့ဒီ knowledge ကိုတဆင့်တက်မှာဘာဖြစ်လဲအဲကျွန်တော်တို့က wisdom ဖြစ်တာ wisdom ပိုင်းမှာလဲသူတို့အဲ့ဒီ knowledge ကို knowledge ကို experience ထပ်ပေါင်းပါ wisdom အစ်စ်ကိုရောက်တာဉာဏ်အမျော်မင်းဉာဏ်ပညာကြီးမားသူဉာဏ်ဉာဏ်သိမြင်မားသူအစ်စ်ကိုရောက်တာအဲ့တော့ကျွန်တော်နိုင်ငံမှာကဘယ်နားကိုရောက်လို့ရောက်နေမှမသိဘူးနိုင်ငံကြီးကတော့တိုးတက်ချင်းတယ်ဒါပေမဲ့နိုင်ငံသားတယောက်ချင်းစီကဘယ်နားမှာရှိလို့ရှိမှမသိဘူးဘွဲရပြီးတာကဘာဖြစ်လဲ knowledge ပဲဖြစ်တာလားမဟုတ်ဘူး နော်လေ့ကျင့်မှမပြည့်နိုင်ငံအဆင့်ရှေ့ဘယ်လိုဆက်သွားမလဲ wisdom zone တော့ဝေးရော wisdom zone ဝေးရောဒါလေးတွေလည်းရှိတယ်ဗျ